တောင်ကိုရီးယားနိုင်ငံမှာဈေးရန်နဲ့ light truck ကားတစ်စီးဝင်တက်မိရာက လူနှစ်ယောက်တိတ်ဆုံးခဲ့ကြောင်းသိရပါတယ်။နက်ပြာရောင် light truck ကားကလူသွားလမ်းတစ်လျှောက်ဈေးဆိုင်တွေတန်းစီထားတဲ့နေရာမှာမီတာ150လောက်ထိမောင်းနှင်နေပြီးမှရက်တန့်သွားခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့တုန်းကဇိုးမြို့တော်ရဲ့အနောက်ဘက်ကီလိုမီတာ20လောက်အကွာဘူချုံကဈေးတစ်ခုထဲမှာဖြစ်ခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့်လူနှစ်ယောက်တိတ်ဆုံးပြီး18ယောက်ဒဏ်ရာရရှိခဲ့တယ်လို့မီးသတ်နဲ့ကယ်ဆယ်ရေးဌာနကဆိုပါတယ်။ တေဆုံးသူတစ်ယောက်ဟာထိတ်လန့်ပြီးအမောဖောက်ရကအသက်ပါသွားခဲ့တာလို့ဟွန်ရဲ့သတင်းဌာနကဖော်ပြခဲ့ပါတယ်။ light truck ကမိသား30လောက်နောက်ပြန်ဆုတ်လာပြီးရုတ်တရက်ဈေးတန်းနဲ့အရှိန်နဲ့မောင်းဝင်သွားခဲ့တာလို့မျက်မြင်တွေကပြောပါတယ်။ရင်မောင်းကတော့ကားကပြဿနာတစ်ခုခုရှိနေဟန်နဲ့ရုတ်တရက်အရှိန်နဲ့မောင်းထွက်သွားခဲ့တာလို့ရဲတွေစီထွက်ဆိုခဲ့ပါတယ်။ကနအူးစစ်ဆေးချက်တွေအရရင်မောင်းကအရက်မတောက်ထားဘူးလို့ရဲတပ်ဖွဲ့ကအတည်ပြုထားတာပါ။အာနာဝါနီက ဘာအမှရုံးဖြစ်ခဲ့တယ်ဆိုတာကိုစစ်ဆေးနိုင်ဖို့အတွက်ကားကိုစုံစမ်းရေးအရာရှိတွေစီလွှဲပေးခဲ့ပါတယ်။လုံခြုံရေးကင်မရာမှတ်တမ်းတွေမှာတော့ light truck ကားကဈေးတန်းနဲ့တောက်လျှောက်အရှိန်နဲ့မောင်းဝင်လာပြီးတဲ့နောက် store site တစ်ခုကိုဝင်တိုက်ပြီးမှရပ်တန့်သွားတာတွေ့ရပါတယ်။ရဲတွေကအသက်60ကျော်အရွယ်ရင်မောင်းကိုဖမ်းထားပြီးစုံစမ်းမင်းမြန်နေစေဖြစ်ကြောင်းသိရပါတယ်ရှင်။